မော်နေကရင်စက်ကြားကော်ပိုရိတ်မြို့နယ်ပန်းရက်ကျေးရွာကအစာတင်နေတဲ့နေအိမ်ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတိုက်ခတ်ခဲ့တာကြောင့်ကလေးသုံးဦးအပါအဝင်၅ဦးထပ်မံတည်ဆုံသွားတယ်လို့မြေပြင်ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေထံကလည်းသိရပါဗျ။ဂျွန်လ9ရက်မော်နေနှစ်နာရီခက်ကတိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲပန်းရက်ကျေးရွာရွာလယ်ပိုင်းကိုစစ်ကောင်စီတပ်ကလေရင်နဲ့ပုံဒီ၃လုံးချေချခဲ့တာပါ။စစ်တပ်ချေချလိုက်တဲ့ပုံဒီနှလုံးကចောင်းသားចောင်းသူတွေကို စာတင်ကြားပေးနေတဲ့နေရဲပေါ်တက်ကိုကြားရောက်ပောက်ခွဲခဲ့ပြီးတော့ ကြံတလုံးကတော့ရွာဖုံးတော်ကြီးကျောင်းဒီမှာကြကွယ်ခဲ့တယ်လို့မြေပြင်ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူတူကပြောပါဗျာ။ပေါ်ကတော့သုံးလုံးနဲ့ကျဲသွားတယ်နှလုံးကတော့စတင်တဲ့နေရာအိမ်သုံးလုံးမှာစတင်တယ်ဆိုတော့အဲ့ဒီအိမ်သုံးလုံးတက်တက်မှာပြချသွားတယ်နောက်တစ်လုံးကကျတော့ဖုန်းကြီးချောင်းပေးမှာပြချတယ်အနွားလည်းကောင်းတော့ပြီးသွားတာ။ဒီကတော့ပထမရက်တွေတုန်းကတော့စတင်ချောင်းမှာပဲစတင်တယ်။ဒီနေ့ကျတော့လေ့ရင်လည်းနည်းနည်းဝဲနေဆိုတော့အမှ အဲ့မှာစတင်လိုက်တယ်ပြောင်းတင်လိုက်တဲ့ဘောပဲဘုံကျဲခံရတဲ့နေအိမ်မှာကြီးရွာကိုတူကိုထမူလတန်းအကြောင်းမှာចောင်းသားចောင်းသူတွေ90နီးပါးစတင်နေတာဖြစ်ပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်9နှစ်8နှစ်ရွယ်ចောင်းသားចောင်းသူ3ဦးတေဆုံးပြီးတော့အရက်သားတက်ကြီးပိုင်းမျိုးသားသူနဲ့အမျိုးသမီးတူပွဲချင်းတေဆုံးသွားတယ်လို့သူကပြောပါတယ်။ဒါပြင်ဆရာဆရာမနဲ့ចောင်းသားចောင်းသူတွေအပါအဝင်30ဦးနီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ ဲ့ဒီထဲကတချို့ဆိုတန်ရပြင်းထန်နေပြီးတော့အရေးပေါ်စေကူတာမှုတွေခံယူနေရတယ်လို့ဆိုပါရယ်တချို့ဆိုစေကူတာမှုခံယူနေချင်းတည်ဆုံသွားသူတွေလည်းရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ဒါတတင်းဆိုင်တိုင်းကအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူးအလားစုစုပါလဲဆိုတော့တည်တဲ့ကလေးတွေဆိုရင်ထိထားတာရဆရာတော့မရှိဘူးချိုးဆိုရင်တော့ကောင်းနေမရှိတော့ဘူးအမျိုးပုံစံတချို့ဆိုရင်တက်တက်မှာပဲဟိုအဘိုက်တွေထိထားတဲ့လူတွေ စီအောင်ရမှတည်တဲ့သူတွေလည်းစိုးစိုးဝါးဝါမြင်နေရတာပေါ့သူတို့တည်းကကလေးတွေစတင်တာတည်လို့လက်ဖြစ်ချတယ်အဲ့ဒီနေရာမှာဘာတော်လိုင်းရေးတာဘာအဖွဲ့အစည်းမှမရှိဘူးစစ်တပ်ထောက်ခံတဲ့ Telegram Channel တွေမှာတော့အဲ့ဒီဂျေးရွာမှာတော်လန်ရေးတက်တွေလှုပ်ရှားနေပြီးဝင်းရောက်တက်ဆွဲနေတဲ့နေရာဖြစ်တယ်လို့ဝါဒဖြန့်ပြောဆိုနေကြပါတယ်။အဲ့ဒီဂျေးရွာနီးတစ်ဝိုက်မှာအရင်ကတော်လန်ရေးတက်နဲ့စီးကောင်စီတက်တို့အကြမ်းမှာတိုက်တွေ့ပစ်ခတ်မှုတွေရှိခဲ့ပေမဲ့ အခုလထဲမှာတော့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူးလို့ဒေသခံတွေက ပြောပါရယ်။ဒါပေမဲ့ကော့ဂရိတ်မြို့ပြင်တဲ့ဂျုံတိုးမြို့တွေမှာစစ်ကောင်စီတပ်နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNA PDF ပူးပေါင်းတပ်တို့အကြမ်းမှာတိုက်ပွဲပြင်းထန်နေပါရယ်။အဲဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ကလေကြောင်းအပေါင်းဝင်လက်နက်ကြီးပစ်ခတ်မှုတွေနေစဉ်ရက်ဆက်ဆိုလိုရှိနေပြီးတော့ယထာထိခိုက်တိုက်စုံမှုတွေလည်းရှိနေတယ်လို့သိရပါရယ်။